အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်မင်္ဂလာပါ Arsenal သင်ကတော့အခုမနေ့ညတုန်းကပဲ transfer သုံးခုနဲ့ပတ်သက်လို့ Arsenal ပြည်သက်တည်းတော်တော်များများကပေါက်ကွဲကြတယ်ဒေါသထွက်ကြတယ်ခရဲရဲကြတယ်အဓိကကတော့ Soy တဲ့ကတီထားပြီးသား Superman ဒီအပြောင်းအရွှေ့ဖြစ်ပြီး Kepa Reza Blaka Chelsea ကလည်း Arsenal ကို ပြောင်းမယ်ဒါပေမဲ့ ခရစ်စတန်နောကာကတိုမတ်ပါတီများပါအစားထိုးမယ်ဆိုတဲ့အခြေအနေကြောင့်ဒေသတော်တော်များများကပေါက်ခွဲကြတယ်။ဒါကြောင့်လဲဆိုတော့32နှစ်ရွယ်ရှိတဲ့ဒါဂမ်မတ်ကွင်းလက်စားဘောက်ကိုခေါ်ပြီးတော့အာဆယ်ကတိုမတ်ပါတီကိုအလွတ်နဲ့ထွက်ခွာခွင့်ပြုတဲ့အချက်ပဲ။တော့နောကာကလည်းအခုလောလောဆယ်ကျွန်တော်ရသေးတာမဟုတ်ဘူး။ဒါပေမဲ့ပြောင်းရွှေ့ကြီးကတော့တေချာပေါက်7တန်းနဲ့9တန်းပေါင်9တန်းဆိုပေမဲ့12တန်း73တန်းလောက်နဲ့ပြီးသွားနိုင်တယ်။ဒီနေရာမှာခရစ်စတန်နောကာက ဒါဘာနာပြောရင်တော့ပါတီ level တော့မဟုတ်ဘူးဒါပေမဲ့ပြည်သက်တော်တော်များများက Thomas Party ကိုထွက်ခွင့်ပေးပြီး NOG ကိုခေါ်တဲ့အချက်ဆိုတော့ဒီနေရာမှာကျွန်တော်တခုပဲရှင်းရှင်းလင်းလင်းသိထားတဲ့အချက်က Arsenal က NOG ကိုခေါ်တာက Thomas Party နေရာမဟုတ်ဘူး Jorginho နေရာမှာခေါ်တာဖြစ်ပြီးတော့ Thomas Party နေရာမှာ Superman ကိုခေါ်တာဖြစ်တယ်ဒါကပြည်သက်တော်တော်များများလွဲနေတာကျွန်တော်ပြည်သက်တွေကနည်းနည်းလေးလောဘတက်တာပေါ့ဗျာ Party ရောဒီ ပါတီရောစူပါမတီရောရိုက်ကိုအကုန်လုံးတသိန်းထဲမှာလိုချင်တာ Clear Financial ရဆိုရင်နောကကတစ်ဖက်ကို4000ပဲပေးရတယ်ပါတီကတစ်ဖက်ကို2သိန်းရှိတယ်တို့ဒီချက်တွေလည်းပါတယ်အခုပါတီထွက်နောကဝင်တာကသူတို့နှစ်ယောက်ရဲ့အဝယ်အထွက်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ Thomas Party ကဒီ Superman တီကပါတီနေရာမှာအစားထိုးပြီးတော့နောကက Jochi New နေရာမှာအစားထိုးမှာဖြစ်တယ်အဲ့ဒါကတပိုင်းပေးတတ်တော်တော်များများကခဲရိုက်တယ်ကျွန်တော်လည်းအမှန်တိုင်းပြောရင်နှမျောတာပေါ့ဗျာ Thomas Party လို့ကစားမမျိုးဒါပေမဲ့လည်း ခုနကျွန်တော်ပြောလို့ African Cup Nation ရှိတယ်။ Thomas Partey ကကျွန်တော်တို့9နှစ်တာအတွင်းမှာတစ်နှစ်ခွဲလောက်ပဲကောင်းကောင်းသုံးရပြီ။ဂျန်နဲ့သုံးနှစ်ကဒန်ယာရီနဲ့အဓိကပြဿနာတွေဖြစ်တယ်။လစာလည်းများတဲ့အချက်ကြောင့်လည်းပါတယ်။အားလုံးကိုစုံကြည့်ပဲချိန်မှာကလပ်ကအကောင်းဆုံးလမ်းကြောင်းကျွန်တော်တို့အော်ရမ်ဇေကိုထုတ်ပြီးတော့ဒါဗစ်ရော်ယာကိုခေါ်ခဲ့တဲ့ဖြစ်ရပ်ကိုပြန်စင်းစားရင်အာစနယ်လုံရမှန်ကန်ခဲ့တယ်။ဆိုတော့အဲ့အချက်ကြောင့်ကျွန်တော်တို့ခောက်တော့ဒါအခုလောလောဆယ်မှာတော့အငင်းပွားစရာဖြစ်နိုင်တယ်။ဒါပေမဲ့အခုလောလောဆယ်အာစနယ်ဘက်ကနောက်ထပ်ဆိုးပြက်ချက်က ဘင်ဂျမင်ဆက်စကိုအပြောင်းရွှေ့ကိုခဏထားပြီးတော့အခုလောလောဆယ်အနေထားရာဗစ်တီယိုကရက်စ်ယိုကရက်စ်ကအခုဘာဖြစ်နေလဲဆိုတော့ယိုကရက်ကအခုလောလောဆယ်အနေထားရာအာဆင်ကိုပြောင်းဖို့ဆုံးဖြတ်ထားပြီးဖြစ်လို့တစ်ဖက်မှာလည်းကစားမကိုယ်တိုင်ကလည်းအာဆင်ကိုပြောင်းနိုင်မယ်လို့ယုံကြည်မှုအပြေအဝါရှိနေတယ်။ဆိုတော့အခုဗစ်တီယိုကရက်စ်ရဲ့အေဂျင့်ကတစ်စီအာဆင်ကိုအစိုးရကကြိုးပမ်းထားတဲ့အချိန်မှာလီဗာပူးကယိုကရက်စ်ကိုကြားဖြတ်ပြီးဟိုက်ဂျက်လုပ်မယ်ဆိုတဲ့သတင်းတွေတက်ပေမဲ့လီဗာပူးကိုယ်တိုင်ငင်းထားတယ်။တခါ ဒီ Rodrigo ကို Man City ခေါ်မယ်ဆိုတဲ့သတင်းတွေတက်လာပြီးတော့အဲ့ဒါလည်းထပ်ပြီးညင်းထားတော့ Arsenal ရဲ့ Reader က Rodrigo ရဲ့ Yorkres ကတောက်လျှောက်ပုံမှန်အတိုင်းပဲဆက်ရှိနေတယ်ဆိုတော့ Victor Yorkres က Arsenal တင်းသူ့ကိုခေါ်ယူနိုင်လိမ့်မယ်လို့ဒါယုံကြည်နေတယ် Dimasio မှာဖော်ပြတဲ့ report ရဆိုရင်အခြား club တွေ Yorkres ကိုခေါ်ယူဖို့စိတ်ဝင်စားတိုင်အောင်ကလာမကအာစနယ်ကိုပဲတွားကျင်တယ်အာစနယ်ကိုပဲပြောင်းကျင်တယ် အဲ့စိတ်ကသူ့ကိုလုံးဝကိုပြောင်းလဲနိုင်ကြီးခက်တယ်ဆိုတဲ့အချက်ဥမာ Ryan Ambuemo က Man United ကိုပဲပြောင်းခြင်းနဲ့နောက်တစ်ဖက်က Matthias Cunha က United ပဲကောင်းပြောင်းခြင်းနဲ့ Nico Williams က Barcelona ပဲပြောင်းခြင်းနဲ့ Rashford က Barcelona ကိုပဲပြောင်းခြင်းနဲ့ဆိုတဲ့ ပုံစံသဘောတရားမျိုးယိုကရက်ကိုအခြားကလပ်တွေကမ်းလှမ်းရင်တောင်မှအာဆင်ကမ်းလှမ်းလာရင်တီးချပေါက်ရလိမ့်မယ်လို့မျှော်လင့်ထားပြီးတော့ supporting lisbon နဲ့အာဆင်ကြားမှာယိုကရက်ကပြဿနာမရှိဘဲပြောင်းရွှေ့ခြင်းကိုပဲညှိနှိုင်းရင်ချက်ချင်းအဆင်ပြေမယ်ဆိုပြီးတော့ဒီမတ်စီယိုကပေါ်ပြထားတယ်ဆိုတော့ တေချာတော့ Victor Yokres D ကအာစနယ်ကခါတိုင်းထက်တော့ပိုပြီးတော့ close patch ံကိုပိုရောက်လာတယ်လို့ပြောလို့ရတယ်။ဘာလို့ဆိုတော့ Sesco ရဲ့တောင်းတဲ့လာစာနဲ့ Sesco တောင်းတဲ့လောက်ခရဲ့နောက် live set တောင်းတဲ့ပြောင်းရွှေ့ကြီးတန်းတရာဆိုတဲ့အချက်ကြောင့်လည်းပါတယ်။ဆိုတော့အခုလောလောဆယ်အနေထားရတော့အာစနယ်ကဒီပေါ်တူဂီမီဒီယာတွေမှာဆိုရင်ပထမအကြိမ်တော့ကျွန်တော်တို့ကမ်းလှမ်းထားတာတိတ်မသိရတယ်ဒါပေမဲ့သူတို့ကဒုတိယအကြိမ်တွေမှာပြောနေတယ်ဒါပေမဲ့တေချာတာတော့ Victor Yokres ကို Arsenal ကဒါတကယ်ကို ဦးစားပေးအနေနဲ့အခုတောင်းလျှောက်ကြည့်နေပြီးတော့ကလပ်ဘက်က decision ကြီးကြီးမားမားဆုံးဖြတ်ချက်ချဖို့ပြုလုပ်ထားတယ်။တော့ Sesco ပြောင်းရွှေ့ကတော့ live set မ short ပေးတာရယ် Sesco လာစာမြင့်တာရယ်နောက်သူတို့စေတမ်းနဲ့ပြောင်းရွှေ့ချေကွာသည့်တိုင်အောင်ညှိစရာလည်းအများကြီး channel အတွက် Victor Yokres ကို Arsenal က pre-season မတိုင်ခင်ခေါ်ဖို့လိုအပ်တဲ့အတွက် Yokres အပြောင်းရွှေ့ကို Ayo Suicide ရရှိတယ်ဆိုတော့ဒီအပိုင်းမှာ Christian Noga ရယ် ခေပါရီဇာဘလာကာရဲ့စူပါမန်တီရဲ့မေးပြီးယော့ခရက်စတိုအာစနယ်တဲ့ကိုရောက်လာနိုင်ချေရှိပြီးတော့ဇူဒီရိုဒရီဂိုကတော့အာစနယ်ဆက်ပြီးစူးစမ်းနေလို့နောက်အခုကူတုစ်ရဲ့အခြေအနေကိုလည်းစောင့်ကြည့်ရရှိလို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်